ယမင်ရှိအီရန်ကြောထောက်နောက်ခံပြုဟူဒီသဘောများကိုမကြတဲ့မိကအမေရိကန်၏လေကြောင်းတက်ခတ်မှုအပြီးတွင်အီရန်ကအမေရိကန်ကိုတတိပေးခဲ့သည်အီရန်တော်လှန်ရေးအစောက်တပ်ဖွဲ့ကအီရန်အပေါ်မိဒီတက်ခတ်မှုကိုမဆိုပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟုပြောကြားခဲ့သည်အီရန်၏ထိတ်တန့်ခေါင်းဆောင်အယာတိုလာအာလီခါမီနီကအီရန်သည်ဟူဒီများကိုနိုင်ငံရေးအရထောက်ခံတော်လဲစစ်ရေးအရပထောက်ခံကြောင်းပြောကြားခဲ့သည်အီရန်နှင့်တိုက်ရိုက်ပတ်သက်သည့်ဟူ မေရိကန်၏ဆွဆွဲချက်များကိုညှင်းဆို့ခဲ့သည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပင်လယ်နီတင်မောလမ်းကြောင်းများကိုဟူတီတို့ကတိုက်ခတ်ပြီးနောက်ဟူတီအခြေစိုက်စခန်းများကိုလေကြောင်းတိုက်ခတ်မှုများပြုလုပ်ရန်အမိန့်ပေးခဲ့သည်တိုက်ခတ်မှုများကြောင်းအ ਨੇ စုံလူ53ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့သည်ဟူတီများသည်ယမန်မှမိုင်တထောင်အတွင်းမြေတီအမေရိကန်တင်မောကိုမဆိုတိုက်ခတ်မှုချင်းချောက်ခဲ့သည် USS Harry S Truman လေယာဉ်တင်တင်မော့ကိုလည်းတိုက်ခိုက်ခဲ့ကြောင်းသူတို့ကပြောဆိုခဲ့သည်အမေရိကန်နှင့်အီရန်နိုင်ငံဇလုံးက၎င်းတို့သည်ပုံမလုံဆောင်ရန်အသင့်ရှိကြောင်းပြတ်တက်နေတော့ကြောင်းတင်းမာမှုများမြင့်တက်လာနေသည်ဒေတာတွင်တည်ငြိမ်မှုနှင့်ကမ္ဘာကုန်သွယ်မှုကိုထိခိုက်နေသောကြောင့်ကမ္ဘာကအနီးကစောင့်ကြည့်နေပါသည်